အငယ်ရှင်လေးတို့ရေဒီနေ့ကတော့အရသာအရန်ထိမိပြီးတော့စားလို့လည်းအရန်ကောင်းတယ်ခဝဲသီးလေးကိုမှုလေးရဲ့ကြက်ဥလေးရဲ့ခါချုပ်လေးနဲ့ရော့ပြီးတော့အချိုလေးချက်ပေးထားပါတယ်အရင်ဆုံးမှုလေးတွေကိုလှည့်ပေးထားပါမယ်ပြီးရင်ခဝဲသီးလေးတွေကိုလည်းအတုံးလေးတွေလှည့်ပေးထားပါခကြဲဥကိုလည်းပပလေးတွေလှည့်ပေးထားလိုက်ပါမယ်။ပြီးရင်ကြဲဥကြော်ဖို့အတွက်ကြဲဥလေးလုံးကိုချက်သားမုံလေးထည့်ပြီးတော့ခလောက်ပေးထားပါမယ်။ ပြီးရင်တော့ကျုပ်ဘက်လေးတွေရအောင်လို့ကြော်ပြထားလိုက်ပါမယ်။ချက်ဖို့အတွက်စီအနှဲငယ်ထည့်မယ်။တက်သွန်မြူလေးထည့်ပြီးတော့စီသက်ပေးထားပါမယ်။ပြီးရင်စနင်းမုံလေးထည့်ပြီးတော့အနံလေးမှုလာတဲ့တရားကိုစီသက်ပေးထားမယ်။အနံလေးမှုလာပြီဆိုရင်တော့ခနာလေးထားတဲ့မှုလေးကိုထည့်ပေးပါမယ်။ဦးလေးကိုဘက်တီဘက်ခနာမှုပြမယ်ပြီးရင်တော့ခါကြက်ဦးလေးထည့်ပေးပါမယ် ဟိုနဲ့ခါကျုပ်လေးတွေကိုအနေငယ်ဤသွားအောင်လို့ခဏမှုပေးထားပါမယ်။ပြီးရင်တီးထားတဲ့ခွဲသီးလေးတွေထည့်ပေးပါမယ်။အကုန်လုံးတမသွားအောင်လို့ခဏမှုပေးထားမယ်။မပြီးသွားပြီဆိုရင်တော့အရသာအတွက်ကြက်သားမုံလေးထည့်ပေးပါမယ်။စားလေးအနေငယ်ထည့်ပေးမယ်။ပြီးတော့ခရူးစီထည့်ပေးထားလိုက်ပါမယ်။အရသာလေးတွေအကုန်နှံ့သွားအောင်လို့မှုပေးထားလိုက်ပါမယ်။ခွဲသီးတွေဤလာပြီဆိုရင်တော့ခုနကြော်ထားတဲ့ကြက်ဥတွေကိုထည့်ပေးပါမယ်။ ပြီးရင်တော့အကုန်လုံးကိုတမသွားအောင်လို့မှုပေးထားလိုက်ပါမယ်ပြီးရင်တော့ကိုရီကိုလည်းခက်ကြက်ကြက်အနေထားလေးနဲ့ပဲအနေငယ်လေးထည့်ပြီးသွားပြီဆိုရင်ခဏမှုပေးလိုက်ပါမယ်ပြီးရင်တော့အရန်ကူမအရသာရှိပြီးတော့စားလို့လည်းအရန်ကောင်းတယ်ထမင်းစားလည်းအရန်ကိုမြင်နဲ့ခွဲသီးနဲ့ကြက်ဥအချူချက်လေးရပါပြီရှင် စားလို့အရန်ကောင်းလို့တငယ်ချင်းတို့လည်းချက်စားကြည့်ကြပါနော်